မင်္ဂလာပါရှင်မိုးတောက်ချန်နယ်ကနေပြော ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောက်ချန်နယ်ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်ပရိသတ်ကြီးရေမြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံပြည်ထနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းလည်းနေ့ကပဋိပက္ခဖြစ်လာခဲ့တာဟာ၄နှစ်ကျော်လာပြီဖြစ်ပါတယ်အဲဒီ၄နှစ်ကျော်ကာလအတွင်းမှာနိုင်ငံတော် အစိုးရကိုစန့်ကျင်နေရဲ့ NUG အဖွဲ့လက်အောက်ခံ PDF အဖွဲ့တွေဟာပြည်သူတွေအပေါ်ဖိနှိပ်အနိုင်ကျင့်လျက်ရှိနေတယ်လို့သိရပါတယ်။ PDF အဖွဲ့တွေဟာပြည်သူကာကွယ်ရေးအမိခံထားပေမဲ့လက်တွေ့မြေပြင်မှာတော့ဒေသခံတွေကိုဖိနှိပ်အနိုင်ကျင့်ခြင်းမတိန်ကျင့်ခြင်းအတင်းကျပ်ဆက်ကြီးကောက်ခံခြင်း၎င်းတို့အဖွဲ့ကိုအလူကံမထက်ပေးသူတွေကိုတလန်ကောင်းစဉ်တက်ပြီးလုံခြံတက်ဖြတ်ခြင်းတွေလှုပ်ဆောင်ရရှိနေပါတယ်။မကွေးတိုင်းနဲ့စကိုင်းတိုင်းတွေမှာဆိုရင်လေ PDF အဖွဲ့တွေဟာပြည်သူတွေအပေါ်ဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံလှုပ်ဆောင်ခဲ့ပြီး နို့ဆုပ်အရွယ်ကလေးတွေကိုလည်းအတင်းအကျပ်စက်ကြီးကောက်ခံနေတယ်လို့ကောက်ခံတဲ့ငွေကြီးမပေးဘူးဆိုရင်လေမိသားစုလိုက်တက်ဖြတ်ခြင်းတွေကိုလှုပ်ဆောင်ရဲ့ရှိနေရလို့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတဦးကအခုလိုမျိုးလူမှုကွန်ရက်ကတဆင့် PDF အဖွဲ့တွေရဲ့လူမဆန်စွာအနိုင်ကျင့်မှုတွေကိုပြောဆိုခဲ့ပါတယ်။စကိုင်းမဟွေးဘက်မှာရှိတဲ့တကယ်ချင်းတွေကနည်းနည်းလေးပြောပြပါလို့နော်။ဟိုတောင်းဆိုလာကြလို့ဗျ။ တော့ကျွန်တော်နည်းနည်းလေးတော့ဒီနေ့မြန်မာနိုင်ငံရဲ့ဖြစ်ဖြစ်နေတဲ့ဒီခေတ်ဆူစနစ်ဆိုရဲ့အကြောင်းကိုကျွန်တော်နည်းနည်းလေးပြောမယ်ဗျာနော်ဟုတ်ပြီအဲ့တော့တော့စမယ်ဗျာနော်အဲ့တော့ထိုင်းနိုင်ငံနဲ့တကွာနိုင်ငံတကာမှာရှိရတဲ့ထောက်ပို့တွေပေါ့ပီရီယက်ထောက်ပို့တွေတော့နည်းနည်းပြောချင်လို့ကြတော့အဲ့တော့ဒီစကားနဲ့မခွေးပတ်မှာဒီပီရီယက်တည်းရနော်အိန္ဒိအိကိုကျွန်တော်တို့မီတာစုအလိုက်မှတ် တယောက်ကနေပြီးတော့ဘယ်နှယောက်ဆယ်ယောက်ပဲရှိရှိတယောက်ကိုတစ်ကောင်းကောက်နေတယ်ဟိုလူဆိုးကလေးကအစနော်တလောက်တယောက်ကိုတစ်ကောင်းပေးရမယ်တဲ့ဒီကြီးကတရားကောက်တာအဲ့တော့နိုင်ကန်ဂျာမာမိသားစုသားသမီးတွေရှိတယ်ဆိုလို့ရှိရင်အဲ့သားသမီးတွေအတွက်က2000 3000။ဒါနိုင်ငံအလဲတို့တိုင်းတောင်းတာပေါ့ဗျာနော်။အဲ့တော့မိသားစု6ယောက်ရှိတဲ့လူကြတယ်။တလောက်8000သူတို့ပေးရမယ်။ တော့ဒီမိသားစု6ယောက်ရှိတယ်။အော်ထိုင်းနိုင်ငံမှာ2ယောက်ရှိတယ်။ဟိုမြန်မာနိုင်ငံမှာခုမှ4ယောက်ရှိတယ်ဆိုလို့ရှိတယ်။ဒါအနည်းဆုံး7တောင်းတဲ့သူတို့ပေးရမယ်လား။ဆိုတော့ဒီနိုင်ငံသားမှာတေတူတယောက်မှမရှိတဲ့လူတွေကြတော့ဆိုကြပါဦးမိသားစု6ယောက်ရှိတယ်9ယောက်ရှိတယ်ဆိုတော့တစ်လောက်8000ဆက်တော့ဘယ်ရရတဲ့ပတ်စံနေဖေးမလဲဗျ။ခင်ဗျားတို့လို့ တော့အဲ့ဒီစကားမကွေးက PDF တရားနဲ့ဒီကိစ္စကိုနော် live for dinner တို့ဒီကိစ္စကိုဖွားတဲ့လူဖွားတာလို့လုပ်ရင်အဲ့ဒီတက်ပြတယ်အဲ့ဒီမိသားစုလိုက်ကိုတက်ပြတယ်ဟာလာမိသားစုလိုက်ကိုတက်ပြတယ်ဒါကိုစကားမကွေးမှရှိတဲ့လူတွေတည်တယ်နော်ခင်ဗျားတို့မငင်းနဲ့နော်အခုခင်ဗျားတို့ငွေထားတဲ့မြောက်ပြခင်ဗျားတို့ပြန်လျှောက်ခင်ဗျားတို့ဘယ်တော့မှမငင်းကြနဲ့တော့ဒါတရေတိကြတော့ဒီတရေရအောင် အဲ့တော့အဲ့ဒီနိုင်ငံတကာမှာကြီးတဲ့ထောက်ပို့တွေခင်ဗျားတို့ဘယ်လိုတော့ဒီကိစ္စကခင်ဗျားတို့ဘယ်လိုအဆုံးသတ်ပေးမလဲခင်ဗျားတို့မွေးထားတာကပြည်သူကာကွယ်ရေးပြည်သူဒေါ်လာရေးပြည်သူသားသမီးတွေဆိုဟမ်ပြည်သူသားသမီးတွေကပြည်သူကြီးကတောင်းစားလေဗျာဟုတ်လားပြည်သူသားတော့ပဲစားနေဗျာအခုကခင်ဗျားတို့ကသနတ်ပြပြီးတော့ပြည်သူကြီးကတိုက်စားနေကြတာအဲ့တော့ခင်ဗျားတို့က တမြလာကတောင်းစားလာခင်ဗျားတို့ကိုယ်တုံးတက်ပြီးခံတာဒီကိစ္စတွေကိုကျွန်တော်မြင်လို့ကျွန်တော်မပြောဘူးဒီအမှန်တရားတွေပြောရင်အမှန်တရားကိုလူတော်များများလက်မခံကြဘူးဗျာဟောအဲလက်မခံတဲ့အတွက်လည်းကျွန်တော်ဘာမှမပြောဘူးဒီအတွက်ထိုင်နေဖြစ်ဖြစ်လည်းသူကမပြောလို့မကြားဘူးเนาะတော်တော်လေးစိုးစိုးဝါဖြစ်လာကြတယ်ဆိုတော့တအူးဒီ노ဆုကလေးအစတအူးကိုတကောက်ကောက် မြန်မာနိုင်ငံနေပြီးတော့လက်လုံလက်စားလုပ်နေတဲ့လူတွေချတော့ခင်ဗျာဘယ်ပတ်စံတော့ဆက်ပေးမလဲသူတို့မပေးရင်လည်းသူတို့ကတနေ့ကြီးတွေကလည်းစောက်ပြဒနာရှာတော့သူတို့တက်လိုက်တာမိသားစုကနှစ်စုသုံးစုရှိပါပြီเนาะဒါစကိုင်းမကွေးရလူတွေတည်တယ်ခင်ဗျားတို့ငြင်းကြတယ်เนาะစကိုင်းမကွေးကလူတွေလည်းထောက်ဖို့တွေအများကြီးရှိတယ်ကဲအဲ့ထောက်ဖို့တွေလည်းခင်ဗျားတို့ဘယ်လိုလုပ်ပေးမလဲဒီကိစ္စအဲ့ခင်ဗျားတို့ဘယ်လိုလုပ်ပေးမလဲလည်းလည်း ်များတို့စဉ်းစားဖို့လိုတယ်ပြည်သူတွေတထားလို့ကြွေးတယ်ပြည်သူတွေတထားလို့ပေးတယ်ဆိုတဲ့စကားမျိုးနဲ့ခင်ဗျားတို့ဟိုမချုပ်ဘူးဟုတ်ပြီလားမချုပ်နဲ့ခင်ဗျားတို့အစိုးရကလေးကနိုင်ငံဖြစ်ဖို့ခင်ဗျားတို့ဥတည်ပြီးတော့ခင်ဗျားတို့ဒီဒေါ်လာရေးကိုခင်ဗျားတို့ပေါ်ဆောင်နိုင်ငံအတွက်ခင်ဗျားတို့ဘာတခုမှကောင်းချိုးခင်ဗျားတို့မလုပ်ခဲ့ဘူးဒီနေ့ဒီချိန်ချိန်ကောင်းလာတယ်ခင်ဗျားတို့ဘာတခုမှမလုပ်ခဲ့ဘူး ခမရတို့ကမင်းသားဆောင်မင်းသားကောင်းဆောင်ထားတဲ့ဘလူးတွေအခုတော့ခမရတို့မျက်နှာပုံတွေကြွားပြီနော်မျက်နှာပုံတွေကြွားပြီခမရတို့မခွာဘဲနဲ့ခမရတို့ကြွားပြီဟုတ်လားအအချိန်တိုင်းပဲရမဆိုခမရတရုတ်မှန်ကတော့ပေါ်လာတာပေါ့ဗျာခမရတို့ဘလူးမှညင်းလို့ဗျာဟုတ်ပြီနော်အဲ့တော့ဒီကိစ္စကြီးကဒါဘယ်လိုမှမဖြစ်တဲ့ကိစ္စခင်ဗျားတို့ဖြေကျော်ထားတာကပြည်သူကွယ်ရေးပြည်သူကိုအခြေခံတဲ့ပြည်သူကိုဥစားပြုတ် ခင်ဗျားတို့ကြွေးကြော်ကြည့်ခင်ဗျားတို့ဝင်နေတဲ့တိုက်ပွဲอ่ะဟုတ်လားခင်ဗျားတို့တတ်ထားတဲ့ကောင်းစင်อ่ะအခုကျတော့ခင်ဗျားတို့ကပြည်သူကိုရှာနေနေတာပဲဗျာဒါအခုမှရှာနေတာမဟုတ်ပါဘူးခင်ဗျားတို့စိုးရိမ်ကြတဲ့ပြည်သူကိုရှာနေတာဟုတ်လားဆိုတော့မြန်မာနိုင်ငံမှာဟိုလူရည်ကြီးဟိုတန်း60ရှိတယ်ပဲထားအဲ့တန်း60မှာခင်ဗျားတန်း40လောက်ကစောက်တုံးနေစောက်ပေးနေပြောသမျှဟိုလူပြောရင်ဟိုလူလူဒီလူပြောရင်ဟိုလူလူဟမ် ကဲအခုခင်ဗျားတို့မွေးထားတယ်ညောင်ခင်ဗျားတို့ပြန်လျှောက်ပြီခင်ဗျားတို့ဘယ်လိုသားစီးမလဲခင်ဗျားတို့ပေါ်တဲ့စိတ်ကိုခင်ဗျားတို့စားနိုင်တော့ဘူးဟုတ်လားတနေ့ကြီးတပြားပြားနဲ့ခင်ဗျားတို့ကန့်ရင်ခင်ဗျားတို့ပြစ်လာဒီကောင်တွေကမာရှယ်လော်တွေကဲခင်ဗျားတို့လုံနိုင်သေးလားကဲနိုင်ငံတကာမှာရှိတဲ့ထောက်ဖို့တွေရောဒီเจ้าတွေမသိကြဘူးဟမ်ခင်ဗျားတို့မနိုင်တော့ဘူးဟုတ်လားခင်ဗျားတို့ရော ကျွန်တော်တို့မနိုင်တော့ဘူးခလာကဲလောက်ကြပါပြောကြပါဒီတရင်ကတိကြတော့နော်ခင်ဗျစကိုင်းမွေးမှရှိတဲ့လူတွေဒါတိတယ်နော်ခင်ဗျအေးခင်ဗျားတို့အကြောက်တရားပြီးသူကိုအကြောက်တရားတွေပေးပြီးတော့အကြောက်တရားနဲ့အုပ်ချုပ်ထားလို့ပြီးသူတွေကြောက်ပြီးတော့ဘာမှမပြောရဘူးနော်အခုကြည့်ခင်ဗျာဒီစကားကလည်းခင်ဗျတွေ့ရမှာကြုံကြုံတလို့ပြန်ပြီးဆွဲရပေါ့ဗျာ အဲကျုံကျုံတို့ပြန်ပြီးဆွဲနေတယ်ဟာလားပိုဘက်ကလည်းကျုံကျုံတို့ပြည်သူတွေကိုခိနှိပ်ရှုပ်ရှယ်ပြည်သူတွေကဘလို့အားကိုရပါဟာခမရုနှစ်ဖွဲ့လောက်ပါမြန်မာနိုင်ငံမှာမရှိအောင်ပဲခမရုနှစ်ဖွဲ့ရစောက်ကျင်အတူတူပဲဟာအဲစောက်ကျင်တူတာမှာတော့မအခုခမရုဒီပေါ်လာတဲ့ဒီတော်လိုင်းဆိုတဲ့ကိုပြောစောက်ကျင်ရုပ်ရုပ်တယ်ရုပ်တယ် စောက်ချစ်ပို့ပြီးတော့ရုပ်ရောက်ချုပ်ရဲတိတိပြောရဲเนาะစောက်ချစ်ပို့ရုပ်အခုဒီကိစ္စကိုခင်ဗျားတို့ဘယ်လိုဝေဖန်သုံးသပ်ကြမလဲခင်ဗျားတို့ဘယ်လိုအဆုံးသတ်ပေးမလဲစဉ်းစားလေဗျာเนาะကျွန်တော်ခင်ဗျားတို့လိန်လည်ပြီးပြောနေတာမဟုတ်ဘူးခင်ဗျားတို့မှာစကိုင်းမခွေးရအတိတွေတကယ်ချင်းနေမိသားစုတွေရှိလို့ဆိုရင်ခင်ဗျားတို့ဘေးကြည့်ဒီတရေကတိကျပါကျုပ်ကတီးကြလို့တက်ပြောတာဖြစ်နေကြပါတော့ကျုပ်ကပါချင်တာမဟုတ်တော့ဘူးခင်ဗျားတို့ရဲ့ဒီဂျင်းတော်လည်းရေးထဲမှာ ခြေနိုင်ကြီးတွေထဲမှာလည်းကျွန်တော်ဘယ်ရောက်မဆော့ဖက်ရှင်တော့ဘူးကျွန်တော်ကကျွန်တော် AC ပဲနေချင်တော့တယ်ဒါပေမဲ့ပြည်သူတွေကိုထိလာပြီဆိုရင်နော်ကျွန်တော်တို့ထိတာနဲ့ဒီလိုပဲကျွန်တော်လည်းမခံချင်ဘူးကြာသဲနာထလာဒီစသကနော်ဒီစောက်အာနာရှင်ရတယ်ခင်ဗျာတွေ့ရင်တွေ့တယ်ပြည်သူတွေကိုဟာဆွဲဆွဲယူရတယ်ဘုပ္ပအဖွဲရလဲတွေ့တွေ့တယ်ပြည်သူတွေကိုရှေ့ချောက်တတ်ဖြတ်နော်မတရားအနိုင်ကျင့် ခင်ဗျားတို့နှစ်ဖွဲ့ကတကယ်စုတ်ကျင်အတူတူပဲဗျာနော်အခုဒီတကယ်လို့ဒီစစ်အာဏာရှင်ကြာသွားလို့ခင်ဗျားဒေါ်လာကြီးဒီဒေါ်လာကြီးဆိုတဲ့ခေါင်းစဉ်နဲ့လုံနေတဲ့အကောင့်ကြီးတက်လာမယ်ဆိုမြန်မာနိုင်ငံကပုံကြီးပြည့်စည်တယ်မြန်မာနိုင်ငံကပုံပြီးတော့ပြည့်စည်တယ်ရစရာအဖတ်ဆင်မရဘူးပြည့်စည်သွားမှာနော်အဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားတို့ဒီကိစ္စတွေကိုခင်ဗျားတို့စုံစမ်းပြီးတော့ခင်ဗျားတို့ဖော်ထုတ်ပါခင်ဗျားတို့ PDF တွေစိုင်းပွဲမှာတူတတ်နေတယ်စက်ကြီးတောင်းနေတယ်နော် ကိုဂျပန်ခစ်ချက်တော့မှစိုးနေတယ်။ဒါတွေကိုခင်ဗျားတို့ပေါ်ထုတ်ပါ၊နားစီပါ။နော်အစိုးရစစ်တပ်ကလည်းဒီကိစ္စတွေနဲ့ပတ်သက်လို့ခင်ဗျားတို့နှိမ်နေနိုင်နှိမ်နေမှာမနှိမ်မနှိမ်နေနိုင်လည်းခင်သွားခံလိုက်ကြပါလို့ကျွန်တော်ပြောချင်တယ်ဟုတ်ပြီလား။သောတဲ့ပေါက်တယ်တပွက်တက်လာတော့လည်းပြည်သူကိုအနိုင်ကျင့်နေပြည်သူကိုရှာနေနေပြည်သူကိုပဲနစ်နာအောင်လုပ်သွားတယ်နောက်တစ်ပွက်တက်လာပြန်တော့လည်းပြည်သူကိုအနိုင်ကျင့်နေပြည်သူကိုရှာနေနေပြည်သူကိုနစ်နာကျင့်နစ်နာအောင်လုပ်ကြတယ်ခင်ဗျားတို့နှစ်ပွက်ရ အတူတူပဲနော်စောက်ကြည့်ရတဲ့ပုံစံလေးပဲမိမဆုံးမဖားမဆုံးမသားသမီးတွေပဲခင်ဗျာဟုတ်ပြီလားဟမ်ကဲနိုင်ငံထိုင်းနိုင်ငံနဲ့တော့နိုင်ငံကအသီးသီးမှရှိကြတဲ့ထောက်ပို့တွေဒီကိစ္စတွေကိုခင်ဗျားတို့မသိဘူးမသိဘူးလို့ကျွန်တော်မထင်ဘူးလားခင်ဗျားတို့သိမယ်လို့ထင်တယ်ခင်ဗျားတို့ဘယ်လိုသားစီးမလဲခင်ဗျားတို့ဘယ်လိုလုပ်ပေးမလဲဒီကိစ္စရင်းနဲ့ပတ်သက်လို့နော်အဲဒီဒီ စัจကြီးကောင်းတဲ့ကိစ္စကိုကြီးစောက်ဆိုးရကလုပ်တယ်ဒီစစ်အာဏာရှင်စောက်ဆိုးရလုပ်တယ်ဆိုရင်တော့မှနည်းနည်းလေးနားချက်ကောင်းအောင်ပါဒီကောင်းကြီးကဘာကြောင့်လဲဆိုဒီကောင်းကြီးက1.50ကျော်1.60 1.80အထိဒီကောင်းကြီးလောက်လာတယ်အခုကခင်ဗျားတို့ကဗီဒီယိုကိုစားကြည့်တယ်လို့ပြောပြီးခင်ဗျားတို့ကကိုယ်တိုင်လုပ်နေတော့ဟာစဉ်းစားကြည့်ကြတော့ဒီတော့ကွာပဲဒီတော့ကလာပါဗျာ PDF အမေကန်လက်နက်ကိုင်အဖွဲ့တွေဟာပြည်သူ့ကာကွယ်ရေးအမေခံထားပေမဲ့ တမရော့စစ်ကြောင်းတွေလာချိန်မှာထွက်ပြေးပြီးကျေးရွာသားတွေကို တစားကန်လှုပ်တယ်လို့ကျေးရွာတွေတဲကို အတင်းကျပ်ဝင်ရောက်နေထိုင်ခြင်းတွေလည်းရှိနေပါတယ်။ဒါကြောင့်မျိုးတွေရွာတွေမနာရအောင် PDF အမိကန်လက်နက်ကင်အဖွဲ့တွေကိုကျေးရွာတွေမှာအခြေပြုနေထိုင်ခွင့်နေမပေးသင့်တော့ဘူးလို့ပြောဆိုမှုတွေလည်းရှိနေပါတယ်။ PDF အမိကန်လက်နက်ကင်အဖွဲ့တွေကိုရွာတွေမှာဆက်လက်နေထိုင်ခွင့်ပေးထားမယ်ဆိုရင်ကျေးရွာသားတွေဟာအနာဂတ်မှာနှွားတင်းကုန်းတဲ့တောင်နေရွယ်မရှိဘူးလို့လူမှုကွန်ရက်တွေမှာ အခုလိုမျိုးပြောဆိုတာတွေရှိနေပါတယ်ရှင်ဟုတ်လားကုံဝါတာမင်းတို့အိမ်နေဘယ်ကမီးရှို့လိုက်ပြန်ကြီးအာစစ်တပ်ကရှို့တာပါ PDF ကရှို့တာပါမင်းတို့ဘသူ့ကိုထိုးချထိုးချကုံဝါတာမင်းတို့အိမ်နေငါလုံးမပါလေမင်းတို့လူလိုနားလေကြာနေရမရှိတာမင်းတို့အမေတွေမင်းတို့အမျိုးတွေဟော BBC BO ရကောင်နေကဘာမှကုံမသွားဘူးမင်းအမင်းတို့သဘောပေါက်ငါလုံးမလူလိုနားလေကြာလူဘွားမှာလူလိုနေလူလိုစေးလာမှာလူလိုစားရမှာနော်လူလိုအသက်ရှင်ရမှာ မသေးခင်တည်းကငရဲတွေရောက်နေတဲ့ကောင်တွေငါငါလုံးမအနှုတ်ဆုပ်ဂုတ်ဆုပ်တွေလူလိုနားမလဲဘူးမင်းတို့ပြောနေတဲ့ကောင်တွေကဘယ်နေရာမှာလက်ကြောတင်းအောင်အလုပ်လုပ်ခဲ့လို့လဲဘယ်ဘွယ်စည်းကိုမင်းတို့ဥဆောင်နိုင်ခဲ့လို့လဲမင်းတို့ဒဏ်လေးတော့မင်းတို့မသိကြဘူးလားဟမ်အခုမင်းတို့ဟိုကလှုပ်လိုက်ဒီဟာလှုပ်လိုက်ခိုင်းနေတဲ့ကောင်တွေဘယ်ဘယ်နေရာမှာအဲ့ကောင်တွေလက်ကြောတင်းအောင်အလုပ်လုပ်ခဲ့လဲဘယ်ဘွယ်စည်းကိုဥဆောင်နိုင်ခဲ့လဲအဲ့ကောင်တွေဟမ်အဲ့ကောင်တွေတမိုင်းချောင်းကိုမင်းတို့ကြည်တယ် ဒေါသတွေဖြစ်တယ်ကွာတနေ့တနေ့မင်းတို့မင်းတို့အခုခိုင်းနေတဲ့ကောင်တွေမင်းတို့စဉ်းစားကြည့်ဘယ်လူအဖွဲ့အစည်းကိုဥဆောင်နိုင်ခဲ့လဲဟမ်သူတို့ဘယ်နဲ့ဘယ်နေရာမှာနိုင်ငံအတွက်ကောင်းကျိုးဖြစ်ထွန်းအောင်လုပ်ခဲ့ဘူးလဲဟုတ်လားဒါလေးတွေကိုစဉ်းစားလိုက်ရင်ကွာမင်းတို့သဘောပေါက်တာပဲမင်းတို့တကယ်တမ်းအောင်မြင်မယ်တကယ်တမ်းလုံနိုင်မယ်ဆိုတော့အဲ့ကောင်တွေကိုယ်တိုင်ပြန်ခေါ်လိုက်လေငါပြောတာမင်းတို့ကိုယ်တိုင်လာဥဆောင်အခုဘာမှမဟုတ်တဲ့ဟို ရက်ွက်ထဲရဲ့လူမိုက်အဆင့်လောက်ကိုတနတ်ပေးထားတော့အချင်းချင်းပြန်သတ်တာနဲ့သေကုန်မယ်မင်းတို့ကောင်နေဟုတ်လားဟာဘဲရွာမီးရှို့ရံပြီးအိမ်လုံး၃000ကုန်တာစစ်တပ်ကရှို့တာပဲဘဲရရှို့တယ်ပြောပြောမင်းတို့ပထွေးစောက်ကြီးကိုမဆိုင်တာဟုတ်လားဟမ်မင်းတို့ပထွေးရာသားပလင်ဘောကမဆင်ဘူးမင်းတို့သဘောပေါက်လားမင်းတို့ဘာရှို့တယ်ပြောပြောမင်းတို့ဟိုကလားသမကအော်ဘဲကောင်အော်မင်းတို့စောက်ကြီးကိုမဆိုင်တာမင်းတို့ပထွေးရအဲ့ဒါအခုမှမဟုတ်ဘူးဟိုမင်းတို့ဟိုနေဝင်းလက်ထက်တဲကွာစောက်ကြီးကိုမဆိုင်လို့ င်းတို့စားကွေးကိုမဆိုင်လို့လှုပ်ချင်တာလှုပ်တာသဘောပေါက်လားအဲ့ဒါမင်းတို့လက်နက်ရှိလို့မဟုတ်မင်းတို့အုံနောက်နဲ့အုပ်ချုပ်တာမင်းတို့သဘောပေါက်လားမင်းတို့မိရွေးကိုခဏလေးပဲပေးလိုက်တာမင်းတို့ဆိုရင်ဒီကလွတ်သွားတဲ့ငါပိုကြီးနေမှာဆိုလို့အောင်စန်းစုကြည်မအုပ်ချုပ်လိုက်ရလို့နိုင်ငံကမတိုးတက်တာဖြစ်မှာဆိုလို့ငါးနှစ်တည်းပေးအုပ်ချုပ်လိုက်တာဟုတ်လားအခုငါးနှစ်အုပ်ချုပ်လိုက်တော့သိသွားပြီမင်းတို့မိရွေးရဲ့အရေးချင်းကိုမင်းတို့မိရွေးပါဆိုတာအကုန်လုံးသိသွားပြီတကဘာလုံးသိသွားပြီဟုတ်လားမင်းတို့ကမသိသေးတာမင်းတို့ကလူမမဟုတ်ပဲနဲ့ကွာ မင်းတို့မိတွေဘယ်ဘယ်နိုင်ငံမှာစောက်ကူးမဆိုင်တော့ဘူးဟုတ်လားမင်းတို့မိတွေရဲ့အရေးချင်းကိုသိသွားပြီဟုတ်လားဟမ်မင်းတို့မင်းတို့ဟိုလူလို့မစင်းသားနိုင်တဲ့ကောင်တွေလားမင်းတို့အိုင်မအချင်းချင်းပြန်သက်ကိုရွာကိုမီးရှို့ငါဟိုကစစ်တပ်ကရှို့တာပါဘယ်ရရှို့တာပြောချင်ရပြောကုံသွားတာမင်းတို့အမျိုးတွေမင်းတို့နေရမယ့်အိမ်တွေမင်းတို့အခုခွေးလို့နွားလို့နေရတော့မှာဟုတ်လားမင်းတို့နတ်တင်းကောင်းတဲ့တော့နေရမှာမရှိတော့ဘူးနွားတင်းကောင်းပါမကြံတော့ဘူးဟုတ်လား ဒီရွာကောင်ကဟိုရွာမိသွားရှို့ဟိုရွာကောင်ကဒီဒီရွာမိသွားရှို့ဟုတ်လားပတ်စံလေးနှစ်ပဲတပြားမရလို့လူသက်ဟုတ်လားမင်းတို့ကမင်းမင်းတို့ဘဝမင်းတို့ဖြက်စည်းနေတဲ့ကောင်တွေမင်းတို့ကလူပြစ်ပြီးလူလိုမှမနေတတ်တဲ့ဟာကြီးကိုမင်းတို့ငါတို့ပြောနေတာငါတို့ထိခိုက်လို့မဟုတ်ဘူးရောင်ရေမင်းတို့ဘဝတွေကိုဟုတ်လားလူလိုမနေရမှာဆိုလို့ပြောတာငါတို့ကဘာမှမဖြစ်ဘူးမင်းတို့ချင်းချင်းတတ်တတ်မင်းတို့ရွာမင်းတို့မိရှို့ရွာရှို့ကျင်တဲ့ကောင်ရှို့စောက်ကြီးကိုမဆိုင်တာ တနေ့တနေ့ငါတို့ကငါတို့လူမျိုးငါတို့နိုင်ငံဖြစ်တဲ့အတွက်ငါတို့ကငါတို့နိုင်ငံသားတွေဖြစ်တဲ့အတွက်မင်းတို့အတွက်ကိုပူပန်ပေးတာဟုတ်လားအာကုသို့အဖြစ်ခံပေးတာအခုမင်းတို့စဉ်းစားကြည့်မင်းတို့တဖြည်းဖြည်းခွေးဘွားရောက်တော့မှာမြန်မာပြည်ကပညာရှိပညာတတ်တွေတယောက်မှစကားထွက်မပြောတော့ဘူးဘလို့ပြောမှလဲကွာငါတို့တော်မှဒီလူတွေနဲ့တူပြောမှမတန်လို့မပြောဘူးအဲရလေဟမ်ငါတို့တွေကဒီလူတွေနဲ့တူပြောမှရှက်တယ်တကယ်ပြောရရင် မင်းဟိုလိုပညာတတ်တယ်ဆိုရင်မင်းကွာဘလို့ဘလို့သွားပြောခြင်းမှာကဲမင်းအခုဘယ်ဘယ်ဟိုပညာရှိရဟိုကသွားလုပ်ပေးလဲဟုတ်လားအင်တာဗျူးပေးလဲစောင်းမရေးပေးလဲဘယ်သူမှမရေးတော့ဘူးမင်းတို့သေသေပြေတော့ဟုတ်လားအဲ့ပညာရှိတွေနှုတ်ဆက်သွားတာမင်းတို့ဘဝခွေးဘဝရောက်တာပဲနော်အပညာရှိတွေကမင်းတို့အဲ့လိုတတ်တာပညာရှိတွေနှုတ်ဆက်သွားတာအကောင်းမဟုတ်ဘူးမင်းတို့ဘဝကိုလက်လွတ်ရှုပလိုက်တာမင်းတို့ကသေရင်သေကြည်ရင်ကြည်ဆိုပြီးတော့ဟုတ်လားမင်းတို့ဘဝကိုဘယ်သူမှဟိုကလမ်းပြမယ်လို့မရှိတော့ဘူး မင်းအခုမင်းတို့လီလီလာလာပြောနေတဲ့ကောင်တွေပဲ line ပေါ်မှာပြောနေတာမင်းတို့ပညာယူရမယ့်ကောင်တွေ line ပေါ်မှာတရားမှစကားမပြောတော့ဘူးဟုတ်လားဟမ်အမင်းတို့ဘဝမင်းတို့စဉ်းစားကြတော်ပါရဒါပါပဲကျွန်တော်ဒေါသဖြစ်လို့နည်းနည်းစကားပြောမိတယ်ဒီကောင်နည်းနည်းတူပြောမှာယွန်လုံးလို့ငါတော့မြန်မာပြည်ကဟိုလူကြီးတွေပညာတတ်တွေမပြောနဲ့ကျွန်တော်တို့လိုကောင်မျိုးတွေဒီကောင်နည်းနည်းပြောရမှာတကယ်ရှက်လို့ကျွန်တော်မပြောချင်ဘူး thank you